တင်လာပါ series for you ကနေပြန်လဲကြိုဆိုလိုက်ပါ रे ဇီးသီး for you ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်ကစတင်ထုတ်လင်းခဲ့တဲ့ Silo TV series လေးရဲ့ဒုတိယအတွဲပဲဖြစ်ပါ रे ပြီးခဲ့တဲ့ပိုင်းမှာတော့ Julia တယောက် solo နဲ့ရင်းနှီးဖို့စူးစမ်းနေခဲ့သလိုတခြားတစ်ဖက်မှာလည်းပြဿနာတွေကတဖြည်းဖြည်းနဲ့တပုတ်ဦးလိုမျိုးရှုပ်ထွေးလာခဲ့တာကြောင့်အစင်းနဲ့ဖြစ်ပြီးဆိုရင်တော့ Silo season 2ရဲ့ episode 6လေးကိုစတင်လိုက်ကြပါစို့လားခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့အစည်းအဝေးတင်ဆက်ပေးမယ့် Series for You ကရှိန်းသူပဲဖြစ်ပါသေး နော့ရှာလီနဲ့ဝေါ်ကာတို့အဖဲကတရားသူကြီးမဲဆိုးနဲ့တွေ့ပြီးတော့အမှန်တရားတောင်းဆိုဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။ဆင်းကလည်းဘာနာနဲ့မဲဆိုးတို့တိုင်ပင်ပြီးလှုပ်နေတာရိမ့်မိသွားတာကြောင့်မဲဆိုးကိုဘာနာကိုတိုင်ဖယ်ထုတ်အောင်ပြည်သူတွေနဲ့သွေးခွဲကမဲဆိုးကိုဆွဲချက်တင်မှုတက်စီစဉ်ခဲ့ပါတယ်။အဲဒါကြောင့်ဘာနာလေးမဲတို့ကိုကိုယ်တိုင်မဲ့အစိတ်ခတ်တက်ပြစ်လိုက်ပြီးတော့နော့ဆိုးအဖဲကတတ်သွားတယ်လို့ဆွဆွဲလိုက်ပါတယ်။ဆိုင်းလိုတစ်ခုလုံးကိုလည်းနော့ဆိုးကိုဖမ်းမှုအတွက်စုငွေထုတ်ထားတာကြောင့် နောက်ဆိုကလည်းစက်မှုအလွာကိုရောက်ဖို့အတွက်အသေးစံကြိုးစားနေခဲ့ကြပါလိမ့်။ဘာနာလည်းစေးမြက်လုံးရက်အတွက်သူ့လက်ထောက်ယာရူးကနေအနာပေးပြီးတော့တရားသူကြီးခံထားလိုက်ပါလိမ့်။စေးမြက်နေရာကိုတော့စေးမြက်လက်ထောက်အာမန်ဆန်ကိုစီးနှင်းအရာရှိယာရူးကိုပေးလိုက်ပါလိမ့်။နောက်ဆိုလည်းအမျိုးမျိုးကြိုးစားကြရင်နဲ့အထမ်းသမားခေါင်းဆောင်ကိုဖမ်းပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုယူကာအောက်လွာကိုဂျိုးနဲ့ခုံချလွတ်မြောက်လာခဲ့ပါလိမ့်။ဒါမဲ့လည်းနောစီရဲ့နောက်ကျောမှာတော့အာမန်ဆန်ပြစ်လိုက်တဲ့တနက်တိုင်းကတစ်ချက်ရရှိခဲ့ပါလိမ့်။ ဘာနာလဲနောစိုးလွတ်သွားပြီဆိုတာသိရနဲ့ဆက်မှုအလွာနဲ့အပေါ်လွာတွေကြားကိုလမ်းပိတ်ပြီးတော့အကုန်ပိတ်ဆို့ထားတာကြောင့်အလုတ်ပြိုင်တဲ့ပြည်သူတွေလည်းအိမ်ပြန်မရတဲ့အတွက်စူပူမှုတွေဖြစ်နေပါတယ်။နောစိုးရဲ့ရှာလီတို့ကလည်းဆက်မှုအလွာရောက်တာနဲ့နောစိုးရဲ့ဒဏ်ရာကိုဆေးထည့်ပြီးတော့စက်ပစ္စည်းတွေဖျက်ဆီးရထားနောက်သွားခဲ့ကြပါတယ်။နောစလေသူငယ်ချင်းနဲ့တွေ့တဲ့အခါမှာအရင်တစ်ခေါက်ကသူအကူအညီတောင်းထားခဲ့တဲ့လက်နက်ကိစ္စကိုမေးလိုက်ပါတယ်။နောစိုးရဲ့ငယ်ချင်းကလည်းသူ့လုပ်ထားတဲ့လက်နက်တွေကိုအကုန်လုံးပေးလိုက်ပါတယ်။နောစိုးလည်းစားတော်တန်းစီကိုပြန်ရောက်တဲ့အခါမှာ စားတော်တန်းဝင်တန်းကအစားတော်တွေမှာကြွက်သက်ဆေးတွေတုပ်ထားတဲ့အကြောင်းပြောလိုက်ပါရီအဲဒီမှာနောဇုကလည်းဘာနာကစက်မှုအလွာကလူတွေကိုအစာငတ်အောင် လုပ်နေတယ်ဆိုတာရိမ့်မိသွားခဲ့ပါရီနောဇကလည်းဘာနာကိုယ်တိုင်ဆင်းမလုပ်ဘဲနဲ့တို့ဌာနမှာပဲတရှူတယောက်ရှိနေတယ်လို့အကုန်လုံးကိုအသိပေးလိုက်ပါရီလမ်းတွေပိတ်ဆို့ထားတဲ့စီမာလေးပဲအစားအစာရောက်မလာလို့ဒေါသထွက်နေကြတဲ့လူအုပ်ကြီးကဆန္ဒပြနေကြပါရီအဲဒီအကြောင်းတွေကိုကင်မရာစီကစောင့်ကြည့်နေတဲ့ဘာနာကလည်းပြူရီအစာငတ်လာတဲ့တို့စီခေါင်းငုံပြီးတော့ပြန်ဝင်လာကြမှာမလို့ ဆက်လက်ပြီးတော့စောင့်မှုအတွက်အာမန်ဆန်အောင်ပြောနေပါသေး။နောက်တစ်ခါမှတော့ဘဘိတ်လင်းနဲ့ဟန်တို့ကဘက်ထရီရဲ့ဒဏ်ရာကိုစေးကူပေးဖို့အတွက်အပေးယူလုပ်ထားတဲ့အတိုင်းဆရာဝင်းရဲ့နောက်လိုက်နဲ့ကူပေးနေပါသေး။ဘက်ထရီကလည်းသူ့ဒဏ်ရာကတနက်နေ့ဒဲမန်ထားတဲ့ဒဏ်ရာဖြစ်လို့ဆရာဝင်းနဲ့စေးကူပေးမှဘဘိတ်လင်းသိချင်တာတွေကိုပြောပြမယ်လို့ပြောလိုက်ပါသေး။ဒါ့ပြင်ဆရာဝင်းရဲ့နောက်လိုက်ကလည်းဒဏ်ရာတွေကကြီးစံကိုထုတ်ဖို့လောက်ထိတော့သူမကျွမ်းကျင်ဘူးလို့ပြောလိုက်တာကြောင့်ဘောဘိလင်ကလည်းသူမိမကက်လင်းစီမှာအကူအညီလိုတဲ့ကြောင်း message လမ်းပို့လိုက်ပါရီ။ဇမှုလွာရဲ့စားတော့တန်းမှာလေဘယူရီကစားစရာမရှိတဲ့အတွက် နော့စ်နဲ့ရှာလီတို့အဖမ်းခံဖို့ဝိုင်းမျှနေကြပါတယ်။ရှာလီကလည်းမဲဆိုးကိုသူတို့မတက်ခဲ့ပေနဲ့ဘာနာနဲ့ဆင်းမျိုးကြောက်ချတာခံရတဲ့အကြောင်းရှင်းပြပေးမယ်။စာလောင်ရဲ့ပြည်သူတွေကတော့လက်မခံနိုင်ဖြစ်နေကြပါတယ်။အဲအချိန်ဝေါ်ကာလည်းညီမနေနိုင်တော့ပေနဲ့အချင်းချင်းသွေးကွဲပြီးတော့အစားအသောက်တစ်ခုအတွက်တယောက်ကိုတယောက်ဒေရင်းနဲ့ကိုပို့နေတဲ့လောက်ရက်တွေဟာဘာနာတို့ခေးဆက်ဆက်လှုပ်လာခဲ့တဲ့အကွက်တွေဖြစ်ကြောင်းထားပြောလိုက်ပါတယ်။အဲအချိန်မှာပဲနော့စ်ဆိုးဖွဲတွေကကပ်ပလီကောင်လေးကတွန်းလဲနဲ့စားရတွေကိုယူလာခဲ့ပါတော့တယ်။ ချာလီကလေးတွေကစာကိုယူပြီးတော့122လွာကမိတ်ဆွေတွေစီကနေပြီးတော့စားစရာတွေကိုအမိုက်ပြပြုံကနေတစ်ဆင့်ချပေးရအောင်ဖက်ပြလိုက်ပါလိမ့်။စားစရာရသွားတဲ့အခါမှာတော့ပြည်သူတွေကလည်းငြိမ်ကြသွားပါတော့တယ်။အလဲလွာမာကလည်းကက်လေးကဒေါက်တာပီတာနီကိုနဲ့တွေ့ပြီးတော့ဘောဘိလင်အကူအညီတောင်းတဲ့ကိစ္စကိုပြောပြကာအကူအညီတောင်းနေပါလိမ့်။စောင်းကြီးရဲ့ခန်းထဲမှာလည်းအမိုက်ပြပြုံကတဆင့်ဆမ်မှုအလွာစီကိုစားရရရောက်နေကြအောင်အာမန်ဆန်ကဘာနာစီကိုတင်းပို့နေပါလေ ဘာနာလေအလွာတိုင်းကအမိုက်ပြစ်ပြုံဝနေရမှာစီးနင်းသူတွေကိုဆောင်ခိုင်းထားဖို့အမိန်ပေးလိုက်ပါတယ်။ဇက်မှုလွာအစားတော့တန်းမှာတော့ရလာတဲ့အစားတော့တွေမျှဝေစားနေကြတဲ့လူတွေကြားထဲမှာနော်စဲရှာလေးတို့ကရှေးဆက်လုပ်ဖို့အတွက်တိုင်ပင်နေကြပါတယ်။လက်ရှိအစားတော့တွေကုန်ပြီဆိုတာနဲ့လက်နက်တွေထုတ်ပြီးတော့စိုက်ပျိုးရေးလေတော့အလွာကိုတက်သိမ်းဖို့အတွက်သဘောတူလိုက်ကြပါတယ်။တပတ်မှလေပေါ်ပိလင်းနဲ့ဟန်တို့ကဝေါ်ကာစီရောက်လာပြီးတော့မဲဆိုးအမှုကိစ္စအကြောင်းမေးနေပါတယ်။ကာလာမကလင်းအကြောင်းဘာမှမသိရမချင်းသူလည်းဘာမှပြောပြမှာမဟုတ်ဘူးလို့ပြောကနှင်လွတ်လိုက်ပါတယ်။ အလေလာမာတော့ကတ်လင်းနဲ့ပီတာတို့ကဘောဘီလင်စီဆင်းလာနေကြပါတယ်။လမ်းဘိတ်ဆူထားတဲ့နေရာရောက်တဲ့ခါမှာတော့ကတ်လင်းကသူ့ဟာရဲမှုမိမဖြစ်ကြောင်းပြောကအောက်လာမာကလေးမွေးလူနာအရေးပေါ်လူနေကြအောင်ပြောပြီးတော့ဖြတ်တန်းခွင့်တောင်းလိုက်ပါတယ်။ဇင်းနေသူကလည်းတရားအမိန့်ကြောင့်မရဘူးလို့ညင်းတဲ့ခါမှာကတ်လင်းကလည်းဥပဒေတွေရွတ်ပြပြီးတော့ဇင်းနေသူကိုပါတရားစွဲမယ်လို့ပြန်ချင်းချောက်လိုက်တာကြောင့်ဖြတ်ခွင့်ပြသွားခဲ့ပါတယ်။ဘာနာလဲအမေပေးစရာရှိရတဲ့ဘေဘီရဲ့နောက်လူကတ်စီကိုရောက်လာပြီးတော့သူခိုင်းတဲ့ကိစ္စကိုမေးလိုက်ပါတယ်။ လောကကလည်းဆေဗီတာကွင်းရဲ့လရေးစာတွေကကုတ်တွေကိုသူ့အပြေထုံးနေပုံအစင်းစင်ကိုရှင်းပြလိုက်ပါတယ်။ပြီးတော့ပါကုတ်တွေကအစင်းမြင့်နေရာအကြောင်းကုတ်ပြည့်တဲ့ software တစ်ခုကိုအရင်လုပ်ပြီးမှရမယ်လို့ပြောလိုက်ပါတယ်။ရှေးခေတုန်းက Caesar Shift လို့ခေါ်တဲ့ကုတ်ရည်နီးအကြောင်းလုံးဝမသိပဲအနည်းဆက်ဆုံးဖော်နိုင်တဲ့ Lucas ကိုဘာနာလည်းချီးကျူးပြီးတော့အစင်းပြောင်းဆက်လုပ်ဖို့ထားကအမိန်ပေးပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။အဲနောက်တော့ဘာနာကလည်း ID မှာအလုပ်လုပ်နေတဲ့စင်းမြဲမိန်းမကာမီစီကိုရောက်လာခဲ့ပါတယ်။ပြီးတော့မှ North ကိုကာမီလွတ်ပေးလိုက်တဲ့အကြောင်းများချက်ကိုမေးလိုက်ပါတယ်။ ကာမီကလည်းသူကအလုံနာထားတဲ့စီးနင်းသူဟောင်းဖြစ်လို့အရေးပေါ်အချိန်ကူညီဖို့အသွားမှာရဲသားနှစ်ယောက်ကိုပြည်သူတွေကဝိုင်းပြီးတော့အနိုင်ကျင့်နေလို့ကူညီခဲ့တာပဲဖြစ်ပြီးတော့ဝရမ်းပြေးရေဆိုတာမသိဘူးလို့ညင်းလိုက်ပါရီ။ဘာနာလေတရားဌာနကိုအကြောင်းမကြားလို့ထပ်ပြောတဲ့အခါမှာကာမီကလည်းတရားဌာနကလူလွတ်ပေးဖို့မပြောဘဲနဲ့အရဲသားတွေဖြေရှင်းလိုက်မယ်လို့ပြန်ပြောတဲ့အကြောင်းရှင်းပြလိုက်ပါရီ။နောက်ဆုံးမှာတော့ကာမီကလည်းဥပဒေကိုဘာနာကလက်တလုံးကြားလုပ်ခဲ့တယ်လို့ပဲသူလည်းလက်တလုံးကြားလုပ်ကဘာနာရဲ့ဆွဆွဲချက်တွေကိုဖြေရှင်းလိုက်ပါရီ။ ဘာနာလေကြံရများတယ်ဆုံးကာမီလွတ်ပေးလိုက်တဲ့အကြောင်းစင်းမသိပြီဆိုရင်ဘလို့လုံးမလဲလို့မေးလိုက်ပါ रे အဲတော့မှကာမီကလည်းသူ့လိုချင်တဲ့နေရာရောက်လာပြီမလို့စင်းကိုဘာနာအလုပ်ပြောင်းတာမကြိုက်မှန်းသိအောင်စင်းကတရားသူကြီးဖြစ်သွားခဲ့လို့တရားသူကြီးအလုပ်လုပ်ပါလိမ့်မယ်ဆိုပြီးတော့ခနဲ့လိုက်ပါတော့ रे အလွာ130မှာလေပိတ်ဆိုရေးလှူထားတဲ့စီးနှင်းသူတွေနဲ့ပြည်သူတွေကြားရဲကနောဆူဟာတန်ချက်ကဝစ်စုံလက်နဲ့အပြည့်စုံနဲ့နားကိုကပ်သွားကြပါ रे စီးနှင်းသူတွေကလည်းစကားပြောဆက်ကနေတစ်ဆင့်အာမန်ဆန်စီကိုသွားပြီးတော့တနက်တီလိုအပ်တဲ့အကြောင်းလှမ်းပြောလိုက်ပါ रे ။ Amazon ကလေကင်မရာကနေကြည့်နေရင်အချိန်လေးကိုမြင်သွားပြီးတော့ဘာနာစီအကြောင်းကြားဖို့လုပ်လိုက်ပါလေ။အဲ့ဒီချိန်စောင်းကြည့်ကင်မရာကိုင်းဝန်ထမ်းဒီအေဂိုရဲ့ကင်မရာလေးကိုသူ့တော်စီက message တစ်စောင်ဝင်လာခဲ့တာကြောင့်ဒီအေဂိုကလေ Amazon ကိုပြောပြဖို့ကြိုးစားလိုက်ပါလေ။ဒါမဲ့ Amazon ကနားမထောင်မိနဲ့စံမပြောဖို့အမိန်ပေးကထွက်သွားခဲ့တာကြောင့်ဒီအေဂိုကလေအရာရှိဟောင်းလေးဖြစ်တရားသူကြီးလေးဖြစ်တဲ့ Sims ကို message ပို့လိုက်ပါလေ။ Sims ကလေသူ့ကင်မရာစီကိုရောက်လာတဲ့ message ကိုဖမ်းပြီးတော့မျက်နှာလွှဲမနေနိုင်တော့တာကြောင့် လောဝဆောင်ကြီးကန်စီကိုထွက်လာခဲ့ပါရီဆမ်မူလာမှာလည်းဘောဘေလင်တို့စီပီတာနဲ့ကက်လင်းတို့ရောက်လာပြီးတော့ပက်ထရစ်ကိုကူပေးဖို့ပီတာကပြင်ဆင်နေပါရီဘောဘေလင်ကလည်းသူမိမကက်လင်းနဲ့ကလေးကိုအစဉ်ပြေကြောင်းအားပေးစကားပြောနေပါရီလောဝဆောင်ကြီးကန်ရှိကိုဆင်းမြောက်တဲ့အခါမှာတော့ဒီအိုကထွက်လာပြီးသူ့တော်စီကစာဝင်လာတဲ့အကြောင်းပြောလိုက်ပါရီဒီအိုက130အလွာကအတားဆီးဒီမှာဆမ်မူလာကလူတွေကလက်နဲ့အပြည့်စုံနဲ့တိုက်ခိုက်နေတဲ့အပြင်ကင်မရာတွေပြက်နေတဲ့135လွာမှာလေ နောက်တဲ့တပွဲကကွန်ကရစ်ဖြတ်လွှားရင်နဲ့လာနေရကြောင်းပြောလိုက်ပါရီစင်းကလည်းအချိန်လေးကိုအာမန်ဆန်ကထိန်းနိုင်မှာမဟုတ်ဘူးဆိုတာကြိုးသိနေရကြောင်းဘာနာနဲ့တွေးဖို့အတွက်ဘာနာရုံငန်းစီကိုထွက်လာခဲ့ပါရီစင်းကလည်းတကားခောင်းမရကြောင်းတကားကိုဖွင့်ပြီးတော့ဝင်သွားတဲ့ခါမှာတော့အထင်းမှဘာနာနဲ့မတွေ့ဘဲနဲ့ဟက်ဒရိုက်ကိုပြင်နေတဲ့လူကတ်ကိုသာတွေ့လိုက်ရပါရီအဲလူကတ်ကလည်းစင်းကိုမြင်လာတဲ့ကြောက်လန့်ပြီးတော့တုံတုံရင်နဲ့သူကဘာနာခိုင်းလို့လုံနေရကြောင်းပြောပြလိုက်ပါရီစင်းကလည်းဘာနာကိုမတွေ့ရနဲ့ပြန်ထွက်လာပြီးတော့ကာမီအလုံးလုံးနေတဲ့အိုင်ဒီဌာနကိုထွက်လာခဲ့ပါရီ ဌာနရှိကိုရောက်လို့ကာမီလဲထွက်လာတဲ့ခါမှာဆင်းမကလည်းသူကြားစာရဲ့သတင်းကိုပြောပြကတိုင်ပင်လိုက်ပါရီကာမီကလည်းဘာနာမှာဆင်းမရှိမှာဆင်းမြတန်မှုသိအောင်လို့ဘာမှဝေမပါဘဲနဲ့ကိုယ့်လူကိုလုံနေဖို့တပြောလိုက်ပါရီလမ်းတွေပိတ်ဆို့ထားတဲ့နေရာမှာလဲ North ကအဖွဲသားတွေကိုအချက်ပြပြီးတော့ဖောက်ဝင်ဖို့အတွက်ပစ္စည်းတွေကိုပြင်ဆင်ခိုင်းနေပါရီဆက်မှုလော်မှာလဲ Patrick ရဲ့ဒဏ်ရာကဂျီဇန်ကိုပီတာထုတ်ပေးပြီးတဲ့နောက်ကလင်းကအနာကိုပြန်ကင်ပေးနေပါရီဘောပိတ်လင်ကလည်းကလေးချီထားရင်းနဲ့သူ့ရဲ့ဂရီအတိုင်းပဲလုံပေးပြီးမလို့ Patrick ကိုလည်း ကရီဒီဘိုတက်ပြောလိုက်ပါတယ်။ပက်ထရစ်ကလည်းသူ့ရဲ့အနာအခုမှဆေးထည့်ပြီးတာမလို့အနာယူရအောင်မယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဘော်ဘီလင်ကလည်းကလေးနဲ့အကောင်လုံးကိုအပြင်ထွက်နေဖို့တက်ပြောလိုက်ပါတယ်။ပြီးတော့မှပက်ထရစ်အနာကိုသွားကထိန်းထားတဲ့ဒေါသတွေကိုဖွင့်ထုတ်လိုက်ပါတယ်။အဲနောက်တော့ပက်ထရစ်ကပြောပြရမရှိဘူးဆိုရင်ဆင်းကိုဆက်သွယ်ပြီးတော့ပြန်ဖမ်းခိုင်းမယ်လို့ပြောလိုက်ပါတယ်။ပက်ထရစ်ကလည်းဆင်းကိုအသေးကြောင့်နေရာကြောင့်ဂျူလီယာအပြင်မထွက်ခင်သူနဲ့ကြုံခဲ့သမျှကိစ္စတွေကိုအတင်းကြုံပြောပြလိုက်ပါတယ်။အပြင်မှာကဘာကြီးကသူတို့မမြင်မှုတဲ့ခစ်တခစ်လိုမျိုးစိမ့်ဆိုလာပါတဲ့မြင်ကွင်းတွေ ကွန်မရာမှာသူတို့ပြခဲ့တာတွေကိုပါပြောပြလိုက်ပါရီအပေါ်လာမှာလဲဘာနာကမဲဆိုးရဲ့အလောင်းကိုတင်းထားတဲ့ရေခဲတိုက်ကိုသွားပြီးတော့တယောက်တည်းမျိုးသိမ့်ထားသမျှအစင်မပြေမှုတွေကိုရင်ဖွင့်နေပါရီဘာနာက140လောက်တင်းငိန်နေတဲ့ဆိုင်လူကြီးကသူ့လက်ထက်ရောက်မှပဲပြက်စီးတော့မလို့ဖြစ်နေရတယ်ဟာသူတယောက်တည်းလိုဝက်လှုပ်ဆောင်နေရတာရဲ့အကြောင်းလို့ပြောပြီးတော့အရင်ကမဲဆိုးကိုတရေရအောင်ပြောလိုက်ပါရီပြီးတော့မှဆင်းမြေတွန်းအားပေးမှုတွေအကြောင်းမဲဆိုးကိုတက်ခိရတဲ့အကြောင်းတွေကိုပါရင်ဖွင့်အပြစ်ဝင်ခံပြီးတဲ့နောက် စိတ်ကိုပြန်လဲတီးဆောက်ကအရေးကြီးနေကိုဖြည့်ရှင်းမှုတက်ပြန်ထွက်သွားခဲ့ပါရီကာမီကလည်းစင်မလာတိုင်းပင်တွေကနော့ဆုတ်ဘက်ဟာနှစ်ဖက်ကြားညက်တိုက်ခိုက်မှာတီးသွားတာကြောင့်အန်ဒီဌာနကနေခွင့်ယူပြီးတော့ဇီနင်းသူတွေနဲ့ပူးပေါင်းကပိတ်ဆို့ထားတဲ့အလွာစီကိုဆင်းလာခဲ့ပါရီရှာလီတို့ကလည်းကွန်ကရစ်ကြမ်းပြင်ကိုဖောက်ပြီးတော့နော့ဆုတ်ကိုမဲနေတဲ့စီနင်းသမားတွေကိုအနောက်ကနေဖျက်တိုက်ခိုက်ဖို့အတွက်လုံနေကြပါရီအဲဒီချိန်ကာမီရောက်လာပြီးအာမန်ဆန်ကိုနှစ်ဖွဲညက်တိုက်ခိုက်ရမယ့်အကြောင်းပြောပြလိုက်ပါရီ နော့စ်ကလည်းချက်ချင်းပဲပိတ်ဆို့ထားရီဖြည့်စည်းပြဖို့အတွက်အဖွဲသားတွေကိုအမိန်ပေးလိုက်ပါရီအဖွဲသားတယောက်လည်းလေကားမှာမူလီစုပ်ထားတဲ့ဆက်သီးတဲ့ဂျိုးဝင်ငါဂျိုးကိုဆွဲထုတ်ပြီးတော့ပိတ်ဆို့ထားတဲ့တန်တကားမှာချိန်လိုက်ပါရီအဲဒီတော့ဆက်သီးရနေတဲ့စင်ဆွဲကတကားကိုဖြည့်စည်းပြလိုက်ပါတော့နော့စ်ဂျိုးဘက်တက်လာတဲ့ရှာလီတို့ဘက်ကလည်းအပေါ်လေကားကနေဆင်းလာခဲ့ကြပါရီအာမန်ဆန်ကလည်းတနက်တီရှိနေပေမဲ့နှစ်ဘွဲကြာညနေရအောင်ဘာလို့အမှန်မသိဖြစ်ကခံတိုက်ဖို့တဲ့ဆုံးပြလိုက်ပါတော့ဒါမဲ့လေနော့စ်ကလူဝင်ရောက်ကိုတေးချကြည့်ဖို့အာမန်ဆန်ကိုပြောတာ တို့အကုန်လုံးသေးအောင်မတတ်နိုင်ရင်အာမန်ဆန်တို့အကုန်လုံးကတော့သေဖို့များနေကြအောင်ရှင်းပြလိုက်ပါရီရှာလီရလည်းအပိယူအနေနဲ့ဒီလွာကနေစီးနှင်းသူတွေကိုစုပ်သွားဖို့ပြောကဆမ်မှုလွာကလူတွေရဲ့အပိုင်းနေမြေအဖြစ်သတ်မှတ်တယ်လို့ပြောလိုက်ပါရီစောင်းကြည့်ခဲနဲ့မှလည်းဘာနာကအာမန်ဆန်တို့ဖြစ်နေရတွေကိုကြည့်ပြီးတော့ဒေါသတွေထွက်ကရှေ့ဆက်လောက်အောင်တွေကိုစဉ်းစားနေပါရီအဲ့ဒီနော့စုနေရကနေစုပ်ခွာလာတဲ့အာမန်ဆန်ကလည်းဘာနာစီကိုရောက်လာပြီးတော့မလိုအပ်ဘဲနဲ့အသေးခံလိုက်ရမှာမသိတော့လို့စုပ်ပေးခဲ့ရတဲ့အကြောင်းတင်းပြလိုက်ပါရီ ဘာနာလေနောက်တဲ့ပိတ်ဆိုကြီးကဘဲလွာမှာလှုပ်ထားတယ်လို့အာမန်ဆန်ကိုမေးလိုက်ပါတယ်။အာမန်ဆန်ကလေအလွာ120မာလို့ပြန်ပြေးတဲ့ခါမှာဘာနာက122လွာရဲ့အောက်ဘက်မှာဘာရှိလဲဆိုတာမြေပုံပြန်မကြည့်ပဲသိရလို့ဖြေးလို့អော်ပြောလိုက်ပါတယ်။အကုန်လုံးငြိမ်နေတဲ့ချိန်ဒီရေကိုကအလေပိုင်းဆိုင်ခင်းအလွာရှိတဲ့ကြောင်းပြောလိုက်ပါတယ်။အဲဒီတော့မှဘာနာကဆက်မှုအလွာကလူတွေအစာငတ်ပြီးတော့အတနာခံတောင်းပန်လာအောင်အစာပိုးတဲ့လမ်းကြောင်းကိုဖြတ်တောက်ပြီးတော့အငတ်ထားပါတယ်ဆိုရင်မှဆိုင်ခင်းအလွာကိုလက်လို့လိုက်ရတာကတော့တိမ်တော်နေလားဆိုပြီးတော့အာမန်ဆန်အော်ဟစ်ပြောဆိုလိုက်ပါတယ်။ ။ဆက်မှုလာမှာလဲဘောဘီလင်ကဝေါ်ကာရဲ့အခန်းစီနောက်တစ်ခေါက်ပြန်သွားခဲ့ပါလိမ့်။ပြီးတော့မှကာလာမက်ကလိန်အကြောင်းသူစုံစမ်းနေပေမဲ့ရဲစခန်းအကုန်လုံးမှာဖမ်းထားတာမရှိဘူးလို့ပြောလိုက်ပါလိမ့်။ဝေါ်ကာလည်းအထက်80မှာကာလာအဖမ်းခံရတာသိကြတဲ့အကြောင်းထပ်ပြောလိုက်ပါလိမ့်။ဘောဘီလင်လည်းအန်နီယကြီးရဲ့တရားခံနေဆိုရင်ဥပဒေအရတရားရထနာကစေကျော်ကြီးနေရာတွေဖမ်းခေါ်သွားတတ်တယ်လို့ပြောလိုက်ပါလိမ့်။ကာလာကခြေထောက်တန်းရရထားတာကြောင့်စိတ်ပူသွားတဲ့ဝေါ်ကာကလေဘောဘီလင်ကရိမ်မှုတယောက်ဖြစ်လို့ကူညီပေးဖို့ပြောလိုက်ပါလိမ့် ဘောဘေးလင်ကသူကူညီပေးနိုင်ဖို့လမ်းစာရှိပေမဲ့မဲဆိုးရဲ့အမှုကိစ္စဘာမှမသိရင်ဖြေရှင်းဖို့ခက်တယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဝေါ်ကာကလည်းမဲဆိုးကိုနော့စလိုတက်တယ်ဆိုပြီးတော့ဘာနာနဲ့ဆင်မတို့ကအကွက်ချစီစဉ်ခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဘောဘေးလင်ကလည်းဝေါ်ကာပြောတာတွေကိုအတည်ပြုဖို့အတွက်နော့စနဲ့ရှာလီတို့စီကိုထွက်လာခဲ့ပါတယ်။နော့စနဲ့ရှာလီတို့ကလည်းသူတို့ရဲ့နေမျိုးကိုသိမ့်ပိုင်မှုအောင်မြင်တဲ့အတွက်ဒေဂျိုခိုင်းထဲမှာအောင်မွေးခိုင်းတဲ့ခံစားချက်တွေပေါက်ကွဲကအနမ်းမိုးတွေရွာနေပါတော့။ကောင်းကင်ရောက်ချိန်မှာဘောဘီလင်ကဝင်လာပြီးတော့ ဝေါ်ကာပြောခဲ့တဲ့ဇာတ်ရည်ပေါ်မှာကြမ်းကြင်အတီးပြုတ်ပေးနိုင်လားလို့မေးလိုက်ပါရီရှာလီကလည်းဇကလုံးတလုံးချင်းစီတိုင်းအတွက်ကြမ်းကြင်နိုင်တယ်လို့ပြန်ပြောလိုက်ပါရီအဲဒါကြောင့်ဘောဘေးလင်ကလည်းဇကားပြောဆက်ကတဆင့်ဘာနာစီကိုဆက်သွယ်လိုက်ပါရီဘာနာကလည်းစောင်းကြီးကန်နေကနေဇကားပြောဆက်ကိုခိုင်းတဲ့ခါမှာဘောဘေးလင်ကတန်လျာတရခန်ကြီးရဲ့ဒီနေရာကိုသိရပြီလို့ပြောလိုက်ပါရီဘာနာလည်းဝမ်းသာသွားပြီးတော့ဘယ်နေရာမှာလဲလို့မေးလိုက်ပါရီဘောဘေးလင်ကလည်းဘယ်နေရာလဲဆိုတော့အခုမပြောသေးပဲ မဲဆိုးရဲ့အမှုကိစ္စကိုအမှုဖွင့်ဆောင်ရွက်ပြီးတော့မှပဲပြောမယ်လို့သတင်းပို့လိုက်ပါရီဘာနာလေဘောဘီလင်ကပြည်သူဘက်ကူးသွားပြီဆိုတာတည်တည်ချေးမဲစကားပြောဆက်အကုန်လုံးကိုပိတ်ချဖို့တဲ့ကွန်ပျူတာသမားတွေကိုအမိန်ပေးလိုက်ပါရီဆက်မှုလာမှလေဘောဘီလင်ကစကားပြောဆက်အပြတ်ခံလိုက်ရတာကြောင့်အံ့ဩနေပါရီနော့စကလေသူတို့ဘက်ကကူညီပေးလို့ဘောဘီလင်ကိုကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာဘောဘီလင်ကလေသူကဘသူဘက်မှယက်တီနေရမဟုတ်ဘဲနဲ့ဥပဒေဘက်မှပဲယက်တီနေရလို့ပြောတာထောက်ထားခဲ့ပါရီအဲနောက်တော့ဘောဘီလင်ကလည်း သူ့မိမကလေးနဲ့အတူတူစားတော့တန်းမှာထိုင်နေတဲ့အလုပ်ပြုတ်တော့မယ့်အကြောင်းပြောပြလိုက်ပါလိမ့်။ကလေးကလည်းလုံးတင်လို့လောရတာမလို့အားမငယ်ဘူးအားပေးစကားပြောလိုက်ပါလိမ့်။အဲတော့တော့ကလေးလေဘောဘီလင်ရဲ့လက်ကယောဂပေါ်မလာတာသတိထားမိသွားပြီးတော့ဈေးမတော့တာကြားတဲ့အပြင်စိတ်လှုပ်ရှားစရာပါများရည်ရဲ့ဈားတွေကနေပြီးတော့ယောဂဖောက်မလာတာတော်တော်လေးကိုထူးဆန်းနေရဲ့လို့ဘောဘီလင်ကိုပြောလိုက်ပါလိမ့်။အပေါ်လာမလဲဘာနာကစေဗီတာကွင်းရဲ့ကုတ်ကိုဖီနေတဲ့လူကက်စီကိုရောက်နေပါလေလူကက်ကလည်းသူဖြီလို့ရသမျှပြောပြပြီးတော့ရကလုံးရဲ့အတိတ်ဘက်ကိုမဖော်နိုင်သေးတဲ့အကြောင်းပြောပြလိုက်ပါလေ ။ဘာနာလေလူကတ်စ်ရဲ့ပင်ကိုညင်နဲ့လိုက်မမီတော့ဘူးဆိုတာသိရနဲ့ Legacy အလုံငန်းနဲ့ပညာတွေကိုလေးလာခိုင်းပြီးမှလှုပ်လို့ရမှနားလေသွားခဲ့ပါရီ။အဲဒါကြောင့်ဘာနာကလည်းချက်ချင်းပဲဥပဒေစာအုပ်ကိုယူပြီးတော့လူကတ်စ်ကိုသူ့ရဲ့နောက်လိုက်ယာရူးခန့်ချောင်းကျန်းချိန်ပေးလိုက်ပါရီ။အောက်လာမှလေဝေါ်ကာစီပီတာနီကိုရောက်လာပြီးတော့ဂျူလီယက်ကိုကူညီခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါရီဝေါ်ကာလေလူတွေဝိုင်းကြည့်နေတဲ့အချိန်မှာဂျူလီယက်ကိုမသေးသေးခြင်းလို့တိတ်တွေသုံးမိလိုက်တာဖြစ်ကြောင်းပြန်ပြောလိုက်ပါရီ ပီတာလည်းဂျူလီယက်အသက်ရှင်နိုင်သေးလားမေးတဲ့အခါမှာဝေါ်ကာကအသက်ရှင်နိုင်မှုလမ်းစာမရှိတဲ့ကြောင်းပြန်ပြောလိုက်ပါတယ်။ဆိုင်လိုဆက်ကိုမှတော့ဂျူလီယက်ဟာအစာမစားရတာရောမေးသက်ဝတ်စုံယူရင်းနဲ့ဒဏ်ရာရတာကြောင့်ရောကြောင့်မလို့သတိလေးလဲကျသွားခဲ့ပါတယ်။အဲဒါကြောင့်ဆိုလိုကဂျူလီယက်ကိုပြုစုရင်းနိုးလာတာကိုထိုင်ဆောင်နေပါတယ်။ဂျူလီယက်လည်းသတိရလာတဲ့အခါမှာတော့ဆိုလိုကဒဏ်ရာပိုးဝင်ပြီးသတိလေသွားတဲ့ကြောင်းရှင်းပြလိုက်ပါတယ်။ဂျူလီယက်လည်းသူရှာနေတဲ့ခေါင်းစုပ်တွေ့ပြီးတော့မေးသက်ဝတ်စုံနဲ့တွဲချုပ်ထားတာအစီအမီးရဲ့အတွက်ပြန်ရမယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့မှသူ့ရဲ့ဝတ်စုံကိုရှာဖွေနေပေမဲ့မတွေ့ပဲဖြစ်နေခဲ့ပါတယ်။ပြီးတော့မှဆိုလိုကဆိုင်လိုဆက်ကွန်မှာရေတဖြည်းဖြည်းတက်လာနေရကြောင်းရေအောက်ရောက်နေတဲ့မီးစက်နဲ့ပန့်အောင်ပြင်ပြီးရေကိုထိမ့်မှသူ့အသက်ရှင်မှာဖြစ်လို့ကူညီပေးဖို့တက်ပြောလိုက်ပါတယ်။ဂျူလီယက်ကလည်းဆိုလိုကတယောက်တည်းတပတ်ဆိုင်လိုမှာဒီသူတစ်တောင်းလောက်အသက်အန္တရာယ်ရှိနေရကြောင်းအရင်ပြန်ရမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့လည်းဆိုလိုကတော့ပန့်အောင်အရင်ပြင်မပေးဘူးဆိုရင်ဝတ်စုံကိုလည်းပြန်မပေးဘူးလို့ပြောနေတော့မှာပဲ။ကျော်တင်ဆက်ပေးနေတဲ့ဆိုင်လိုစီစဉ်2ရဲ့အပီဆိုဒ်6လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ ရုပ်ရှင်စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးထားကြပါအောင်ခင်ဗျ။အားပေးကြပရိသတ်များလည်းစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ZD for you ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အစုံနှစ်ကြီးစုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ။